မင်္ဂလာပါရှင်ခိတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီကအပြစ်ရဲစဲကြောင်းထုတ်ပြန်ပြီးနောက်ဗရန်တက်နယ်အတွင်းနေမြေရှင်စစ်ကြောင်းထုတ်တဲ့ဆွေရသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မကွေးတိုင်းငပဲမြို့နယ်ဗရန်တက်နယ်အတွင်းစစ်ကောင်စီစစ်ကြောင်းတစ်ခုငယ်မြင့်ရှင်းသည့်အနေဖြင့်လက်နက်ငယ်များဖြင့်ပြစ်ခတ်ဝင်ရောက်လာကြောင်းသိရပါသည်။စစ်ကောင်စီသည်ယမန်နေ့ဇွန်၂ရက်နေ့ကဂေါ်ဝတ်စခန်းအနီးတွင်ပြစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းတရင်ရင်းမြစ်ထံမှသိရပါသည်။အာရကတတော် AA နဲ့ပူပေါင်းတက်ခွဲကပြီးခဲ့တဲ့မေနောက်ဆုံးပတ်အတွင်းဗရန်တက်နေအတွင်းနတ်ရေကန်စကန်အနီးနဲ့ MPD တာဝါတိုင်းကုန်းအနီးရှိစစ်ကောင်စီကကင်းစကန်များကိုတင်းယူခဲ့ကြောင်းသိရပါတယ်။ရှေ့ထွက်ကကင်းတွေကိုအကုန်သိမ်းလိုက်တဲ့ကြပါတယ်။မနေ့က စပြီးခေါဝစကန်ဘက်ကနေလက်နိုင်ငယ်တန်တွေကြားရတာပါဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနသို့ပြောပါတယ်စစ်ကောင်စီသည်နှဲ့ရည်ကန်အနီတဝိုက်တွင် ကကင်းစကန်ငယ်များစွာကိုအခြေပြု၍ကရုတ်ချင်းများတူထားသည့်အပြင်ဆက်သွယ်ရေးမြောင်းများပါဖောက်လုပ်ထားတော်လဲအဆိုပါကကင်းစကန်အားလုံးဒီပါကိုအေအေကသိမ်းယူပြီးနောက်ခေါဝဘက်မှနေ၍စစ်တောင်းတစ်ခုဆင်လွတ်လာခြင်းဖြစ်ပါတယ် စစ်ကောင်စီသည်ပြီးခဲ့တဲ့ဇွန်တရက်နေ့တွင်ငလင်တန်တဲ့ဒေသများတွင်ခုန်ကြီးကဲဆဲရေးလှုပ်ဆောင်ရဟုဆိုကအပြစ်ရကာလကိုဇွန်လကုန်အထိတပ်တန်းထိုးကြောင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကထိုးသောအပြစ်ရတပ်တန်းတိုးထားတော့လဲယမန်နီဇွန်၂ရက်နေ့တွင် မကွေပခုတ်ကူမှထွက်လာသည့်အင်အား၂၀၀ပါစစ်ကောင်စီစစ်ကြောင်းမှ မင်းနံတော်ရွာနဲ့ဗဒီတွင်းရွာတွင်ဖြန့်ခွဲအခြေပြုနေကြောင်းဒေသခံများထံမှသိရပါတယ်။ထို့ပြင်အဆိုပါစစ်ကြောင်းအနောက်မှပါလာသည့်ရိတ်ခါရင်တန်းသည်လည်းကံတော်ရွာအနောက်ဘက်တရက်ချံတွင်ဆောင်ဆိုင်နေကြောင်းသိရပါတယ်။ဆက်လက်ပြီးကံမလူတွင်စစ်ကြောင်းထုံးနေသည့်စစ်တပ်ကပြည်သူ၂ဦးကိုတပ်ဖြတ်ပြီးကလေးငယ်များအပါအဝင်ပြည်သူ၁၆ဦးကိုဖမ်းဆီးထား။တောင်းနှင့်ချီသောပြည်သူများဘေးလွရာထွက်ပြေးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းကံမလူမျိုးနယ်တွင် စစ်ကြောင်းထိုးနေသည့်အကြမ်းဖက်စစ်တပ်ကပြည်သူ့အုပ်ကိုတပ်ဖြတ်ပြီးကလေးငယ်များအပါအဝင်ပြည်သူ16ဦးကိုဖမ်းဆီးထားကောင်းထောင်းနှင်ချီသောပြည်သူများဘေးလွရာထွက်ပြေးနေရကြောင်းကျွန်းလက်တကြွလှုပ်ရှားသူများအဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။မေလ31ရက်နေ့တွင်ကမ်ပလူမြို့နယ်ချက်တင်းတိုက်နယ်အတွင်းမှထွက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်ကံကြီးရွာအနောက်ကုန်းသို့စစ်ကြောင်းထိုးဝင်ရောက်လာပြီးအသက်40အရွယ်ကိုသိန်းထွေးနှင့်အသက်20အရွယ် ခူစီယာထွန်းတို့နှစ်ဦးကိုရရဆက်ဆက်ဖိခတ်တပ်ဖြတ်ခဲ့ပြီးအသက်9နှစ်နှင့်12နှစ်အရွယ်မိန်းကလေးငယ်3ဦးအပါအဝင်ပြည်သူ16ဦးကိုဖမ်းဆီးသွားကလက်ရှိချိန်ထိပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်းသိရပါတယ်။အသက်ခံရသူတွေကအသက်40နဲ့အသက်20အရွယ်တွေပါဖမ်းသွားတဲ့ပြည်သူတွေရဲ့အခြေအနေလည်းဘာမှထပ်မကြရသေးဘူး။လက်ရှိစစ်ပေးရှောင်ပြည်သူတွေကမိုးတင်းဆိုတော့တော်တော်လေးအခက်အခဲရှိပါတယ်။အဓိကလိုအပ်ချက်ကစားတောက်ကုန်အမိုးကာနဲ့အခြေခံစေဝါးတွေလိုအပ်လျက်ရှိပါတယ်ဟုကျွန်းလာတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါရယ်ဇွန်လ2ရက်နေ့ညနေ3နာရီခန့်တွင်ကိုးတောင်ဘုံစစ်တပ်အထိုင်စခန်းမှထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်မိတ်တလင်းကုန်းရွာကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးယင်းနေ့မိုးလယ်3နာရီ30မိနစ်ခန့်တွင်ချက်တင်းတိုက်နယ်အထိုင်စခန်းမှထွက်လာသောအကြမ်းဖက်စစ်သားနှင့်ပြူစော်တီများပူးပေါင်းထားသောအင်အားတရာခန့်သည်လည်းဦးခင်းကြည်ရွာမှတဆင်နှောကုန်းရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်စီးနင်းခဲ့ကြောင်းသိရပါရယ် ထိုစစ်ကြောင်းနှစ်ခုသည်ပြည်သူများကိုဖိခတ်ဖမ်းဆီးပြီးနှော်ကုံရွာ၊ဇီကုံရွာနှင့်ပေါတော်ရွာတို့ကိုဒရုန်းဖြင့်ဘုံသီးသုံးလုံးကျဲချတိုက်ခိုက်ခဲ့ရာပြည်သူထိခိုက်မှုရှိမရှိဆက်လက်စုံစမ်းလျက်ရှိကြောင်းသိရပါသည်။ထို့ပြင်မေလ၁၈ရက်နေ့ကကံဘလူမျိုးနှင့်ကိုးတောင်ဘုံနှင့်ချက်တင်ကျေးရွာတို့၌အထိုင်ချထားသောစစ်တပ်စခန်းများမှစစ်ကြောင်းနှစ်ကြောင်းသည်လည်းကိုးတောင်ဘုံတိုင်နယ်နှင့်ချက်တင်တိုင်နယ်တို့အတွင်ရှိကျေးရွာများကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးတင်တော်ရွာ၌စစ်ကြောင်းနှစ်ခုပြန်လည်ပူးပေါင်းကာအင်အား၂၀၀ခန့်ဖြင့်ယနေ့အချိန်အထိအထိုင်ချတပ် က်ဆွဲထားကပြည်သူပိုင်းလှဲနှွားများနဲ့အဖိုးထံပစ္စည်းများကိုခိုးယူတဲ့ဆောင်နေကြောင်းသိရပါတယ်။ထို့သောပြည်သူများကိုဖမ်းဆီးတပ်ပြန်ပြည်သူပိုင်းပစ္စည်းများခိုးယူဖျက်ဆီးနေသည့်အကြံဖက်စစ်ကောင်စီစစ်ကြောင်းများကိုပြည်သူကာကွယ်ရေးတပ်ဖွဲ့များကခုခံတိုက်ခိုက်မှုရှိခဲ့ပြီးစစ်ကောင်စီတပ်ဗမာထိခိုက်ဒေဆုံးမှုများလည်းရှိကြောင်းသိရပါတယ်။ကံပလူမျိုးနဲ့တွင်စစ်ကောင်စီတပ်နှင့်ဖြူစော်တီများကစစ်ကြောင်းလေးကြောင်းခွဲကအင်အားအလုံးရင်ဖြင့်စစ်ကြောင်းထိုးနေမှုကြောင့်ကံကြီးဥကင်းကြီးပေါ့စိန်ကုန်း ်တင်တော်အလဲခုံလွင်ကြီးဇော်ချောင်းအောက်တဲဝတ်သေးအင်းတင်မောညိုပင်ရှိုးနှောကုံပေါကုံနဲ့ဇီးကုံရွာတို့မှပြည်သူတထောင်ခန့်မှဆက်ပြေးရှောင်နေရကြောင်းသိရပါတယ်။အကြံဖက်စစ်တပ်စစ်ကြောင်းကြောင့်နေရွဆွန်ခွာထွက်ပြေးနေရသည့်ပြည်သူများမှရက်နှစ်၃၀နီးပါးကြာမြင့်လာပြီးဖြစ်ပြီးမိုးရင်းကာလဖြစ်သည့်အပြင်မွေဆိုးအန္တရာယ်ဆိုးရင်ရသည့်အရက်ဒေသဖြစ်၍ပြည်သူများမှနှစ်ထပ်ကွန်းဒုက္ခကြုံနေရကြောင်း မိုးကလည်းအဆက်မပြတ်ရွာသွန်းမှုကြောင့်စစ်ဘေးရှောင်ပြည်သူများမှနှာစီးချောင်းဆိုးရာသီတုပ်ကွေယောဂါဖြစ်ပွားခြင်းတို့ကြုံတွေ့နေရပြီးအရေးပေါ်ဆေးဝါးအမိုးကာနဲ့အစားအသောက်များအရေးပေါ်လိုအပ်လျက်ရှိကြောင်းကျွန်းလတက်ကြွလှုပ်ရှားသူများအဖွဲ့ကအသိပေးထားပါတယ်ဆလပင်စစ်ကောင်စီ၏တေဘောဘုစကန်းကိုအပိသက်သိမ်းပိုင်နိုင်ရေး KNLA ပူပေါင်းတပ်များကအပြင်းအထန်ထိုးစစ်ဆင်နေပြီးတိုက်ပွဲပြင်းထန်နေစေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကရင်ပြည်နယ်မြဝတီမြို့နယ်ထိုင်းမြန်မာနယ်စပ်တေဘောဘုတ်စစ်ကောင်စီတပ်စခန်းကို အပီးသက်သိမ်းပိုင်းနိုင် KNL ပူးပေါင်းတပ်များကအပြင်းထန်ထိုးစစ်ဆင်နေပြီးတိုက်ပွဲပြင်းထန်နေစေဖြစ်ကြောင်းထွန်လန်ရေးစီရေးတရင်ရင်းမြက်ကပြောဆိုပါတယ်။ ရှမန်နေဇွန်လ2ရက်နေ့မှစတင်ပြီးစစ်ကောင်စီတပ်ဤတေဘောဘူးစကန်ကို KNLA ပူးပေါင်းတပ်များကပိတ်ဆို့တိုက်ခိုက်ခဲ့ရာယနေ့တွင်တိုက်ပွဲအလွန်ပြင်းထန်နေကြောင်းစစ်ကောင်စီကလေရင်များဖြင့်တောက်ကြောက်ဆိုသလိုဘုံကျဲခုခံခဲ့ကြောင်းလက်တလောတေဘောဘူးတပ်စကန်ကိုအပီးသက်ချိန်မုံနိုင်ဆက်လက်ထိုးစစ်ဆင်နေစေဖြစ်ကြောင်းသိရပါသည် ။လေရင်တွေတောက်လျှောက်တက်နေတဲ့ဘုံတွေကျေချနေတာတောက်လျှောက်ပဲ။ဒီဘောဘူးစကန်ကိုတော်လန်ရေးတက်တွေဘက်ကအပီးသက်ရဖို့စ조사နေတယ်။ထိုက်ပွဲကအပြင်းထန်ဖြစ်နေတယ်ဟုစစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။အချမ်းပစစ်ကောင်စီတပ်ကဒီဘောဘူးစကန်မကြစေရန်လေရင်ဖြင့်ဘုံကျဲသည့်အပြင်အခြားသောစစ်တပ်စကန်များကလက်နက်ကြီးများဖြင့်ပစ်ကူခုခံနေကြောင်းသိရပါတယ်။ စစ်ကောင်စီတပ်ဤဒီဘောဘူးတပ်စခန်းကိုထော်လန်ရေးတပ်များကသိမ်းပါရရှိပါကထိုင်းမြန်မာနယ်စပ်တွင် စစ်ကောင်စီတပ်စခန်း၄ခုသာကျန်ရှိတော်မူဖြစ်ပြီးအဆိုပါစခန်းများမှာဥက္ကရထဝေါ်လီဖြူဟာကုန်တီသေးလေစခန်းဒီကပ်ပလေစခန်းတို့ဖြစ်ကြောင်းသိရပါတယ်ထိုင်းမြန်မာနယ်စပ်တွင်တိုက်ပွဲများဖြစ်ပွားနေသည့်အတွက်ကရင်ပြည်နယ်ဘက်မှပြည်သူ900ခန့်ဦးထိုင်းနိုင်ငံဘက်သို့ထွက်ပြေးတိမ်းရှောင်လာပြီးနေရာသုံးခုတွင်ဒုက္ခသည်များကိုလက်ခံထားကြောင်းထိုင်းသတင်းဌာနများကဆိုပါတယ် KNU ကမတ်လဧပြီလနဲ့မေလအတွင်းတွင်ထိုင်းမြန်မာနယ်စပ်အနီးမှာစစ်ကောင်စီပူလူတူခလေတီနှခေါ်ဖိခွေမော်ဖားသူစခန်းတာလေစခန်းများမေလဘလက်တို့မော်ခီဘရင်အောင်စခန်းကုန်းကနေလီစခန်းနဲ့ရွှေအေးမြိုင်တက်စခန်းတို့ကိုဇက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးနေဆက်ကိုချင်းကပ်ခဲ့တဲ့မြန်မာစစ်လေယာဉ်ကြောင့်ထိုင်းက F16 တိုက်လေယာဉ်တွေဆေလွတ်တဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာစစ်လေယာဉ်တပ်စီနေကျော်ဝင်ရောက်လာမှုကိုတာစီဖို့ထိုင်းတော်ဝင်လေတပ်က F16 တိုက်လေယာဉ်နှစ်စီးကိုဆေလွတ်ခဲ့တယ်လို့သိရပါတယ်။စွန်လ3ရက်နေ့ကမြန်မာစစ်လေယာဉ်ဟာတက်ပြည်နယ်ရဲ့ဖော်ဖရာခရိုင်နဲ့ထိစပ်ရာနေဆက်စီဖော်ဖရာခရိုင်နဲ့ ။စွန်လာ၃ရက်နေ့ကမြန်မာစစ်လေရင်ဟာတက်ဂျီနယ်နဲ့ဖော်ဖရာခရိုင်နဲ့ထိဆက်ရနေဆက်စီအယန်နီနီကက်ကက်ချင်းကက်ပြန်တန်းလာတဲ့နောက်နာခွန်ဆာဝန်ပြည်နယ်တဲကလေတက်စကန်တကူမှာအခြေစိုက်ထားတဲ့ F16 တွေအရေးပေါ်ပြန်တက်ခဲ့ရတာလို့ဆိုပါတယ်။ မြန်မာစစ်လေရင်ဟာကရင်ပြည်နယ်မြဝတီမြို့မှာအခြေစိုက်တဲ့စစ်စခန်းတွေအတိုက်ခံရလို့လေကြောင်းပစ်ကူပေးနေခဲ့တာလို့သိရပါတယ်။ထိုင်းမြန်မာနယ်စပ်နာမှာတော့အာနာသိန်းစစ်ကောင်စီလက်အောက်ခံတပ်တွေဟာကရင်မျိုးသားလွတ်မြောက်ရေးတပ် KNL ရဲ့ပြင်းပြင်းထန်ထန်စစ်စင်တိုက်ခိုက်မှုတွေနဲ့ကြုံတွေ့နေရပါတယ်။ ညဝတီဝေါ်လီလန်ပိုင်းကတီဘောဘူးတက်စကန်ကို KNL ဥဆောင်တဲ့ပူပေါင်းတပ်တွေကသိမ်းပိုက်ဖို့ထိုးစစ်ဆင်တဲ့တိုက်ပွဲဟာဒီနေ့မှပြင်းထန်နေတယ်လို့သိရပါတယ်။ KNL နဲ့မဟာမိတ်တွေကစစ်ကောင်စီကိုမြေပြင်ကထိုးစစ်ဆင်နေတယ်လို့ drone တွေပါအသုံးပြုပုံကျဲနေပြီးစစ်ကောင်စီကလက်နက်ကြီးတွေလေကြောင်းတိုက်ခိုက်မှုတွေနဲ့တုံ့ပြန်နေပါတယ်။ထိုင်းစစ်တပ်တရင်အရင်မြစ်တွေရဲ့အစိုးအရမြဝတီမြို့နယ်တဲမှာနေဆက်စခန်း၄ခုလောက်ကိုစစ်ကောင်စီဘက်ကစက်ကုတ်စက်ခဲခုခံထိန်းသိမ်းထားစေလို့သိရပါတယ်။ ။ကျန်းတဲ့စခန်းတွေကတော့ကရင်တော်လန်ရေးတပ်တွေလက်ထဲကျရောက်ခဲ့ပြီးပါပြီ။မြောက်ရီကစည်ရေးပြိပခတွေဟာအခုဆိုရင်သတင်းပတ်တွေနဲ့ချီချာမြင့်လာပြီးဖြစ်ပြီးတက်ကြီးရွယ်အိုတွေအမျိုးသမီးတွေနဲ့ခက်လေးတွေအပါဝင်၁၈၅၀၀ကျော်လောက်ဟာတိုင်းဘက်ကိုထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့တိုင်းအာဏာပိုင်တွေကပြောပါတယ်။တချိန်တည်းမှာပဲထိုင်းနယ်ခြားဆောင်တပ်ဖွဲ့နဲ့စစ်တပ်ဟာနေဆက်တချောင်းမှာလုံခြုံရေးတိုးမြှင့်ချထားကြောင်းလည်းသိရပါတယ်